မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်တွေရဲ့အသေးသေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့မေလာ၁ရက်ကြာတာပရင်းနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အလုသမားလူလူအတွက်ပုံမိုခိုင်မာအားကောင်းတဲ့ဥပဒေနီးဥပဒေတွေပြဋ္ဌာန်းနိုင်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH ကတိပြုလိုက်တဲ့သတင်း တရားမျှတသောလူအဖွဲ့အစည်းတစ်ခုကိုကျိုးပန်းတည်ဆောက်မှုမှာတိုင်းရင်းသားပြည်သူတရက်လုံးနဲ့တသားတဲ့အတူရှိနေမှာ ဖြစ်တယ်လို့ယာယီသမရဒူဝါလက်ရှိလာပြောကြားလိုက်တဲ့တဲ့အချမ်းဖတ်ဆဲအုပ်စုကို International Labour Organization ILO Article 33အရထိရောက်စွာအရေးယူနိုင်ရတဲ့ CRPH နဲ့အလို့သမားဝင်ကြီးဌာနတို့ဆွေးနွေးခဲ့တဲ့တဲ့လောင်းလုံးမြွနဲ့အတွင်းပြည်သူတွေကိုအနှံ့ကျင့်နေတဲ့အချမ်းဖတ်စစ်ကောင်စီနဲ့လက်ပါစီပြူစောထီတွေကိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား၃ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့တဲ့ငဖဲမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာရန်သူ၉ဦးသေဆုံးပြီးလက်နက်၉လက်သိမ်းဆီးရမိခဲ့တဲ့တဲ့စကိုင်းတက္ကသိုလ်နဲ့စကိုင်းကန့်တလူဂိတ်မှာ အထိုင်ချတပ်ဆဲပြီး ပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားစိတ်ဦးထက်မင်းနဲ့တေဆုံးခဲ့တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့အလौသမားလူလူအတွက်ပုံမခမာအားကောင်းတဲ့ဥပဒေဤဥပဒေတွေပြဋ္ဌာန်းနိုင်ရင်ကျွမ်းဆောင်ရွက်သွားမယ်လို့ CRPH ကတိပြုလိုက်တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ အလို့သမားလူတို့အတွက်ပုံမူခိုင်မာအားကောင်းတဲ့ဥပဒေနည်းဥပဒေတွေပြဋ္ဌာန်းနိုင်ရတဲ့အတွက်ကျိုးပန်းဆောင်ရွက်သွားမယ်ဆိုတာကိုဂရိသစ္စာပြုတယ်လို့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်လိုက်ပါတယ်။ဒီကနေ့ကြာရောက်တဲ့ပြည်ပြည်ဆိုင်ရာအလို့သမားနေ့မေဒင်းနေ့ကိုပေးပို့တဲ့တဝန်လာမှာ CRPH ကအခုလိုထည့်သွင်းဖော်ပြလိုက်တာပါ။ ကဏ္ဍအသီးသီးရဲ့အလုသမားလူလူအတွက်ပုံမခိုင်မာအားကောင်းသောလိုအပ်တဲ့ဥပဒေနှင့်ဥပဒေများပြဋ္ဌာန်းနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကိုမိမိတို့အနေနဲ့ထပ်လောင်းကတိသစ္စာပြုပြီးတဝန်လွှာကိုဂုံယူဝမ်းမြောက်စွာထုတ်ပြန်အပ်တယ်လို့ CRPH ကဖော်ပြလိုက်တာပါ။အလုသမားတွေရဲ့စူးစီးညီညွတ်မှုအင်အားကိုဂုံပြုဖော်ညွှန်းလျက်ကမ္ဘာနိုင်ငံအသီးသီးမှာအလုသမားနေအားနှစ်စဉ်ကျင်းပနေကြပေမဲ့လည်းမိမိတို့နိုင်ငံတော်မှာအလို့သမားလူလူအပါအဝင် တိုင်းသားပြည်သူပြည်သားတွေကအကြမ်းဖက်စစ်ကောင်စီရဲ့နေရအနှံ့လေချောင်းတိုက်ခိုက်မှုတွေမြို့ပြကျေးလက်ရှိပြည်သူပိုင်နေအိမ်များအားမိရှုဖျက်ဆီးမှုတွေမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်မှုတွေထောင်သွင်းအကျဉ်းချမှုတွေအစရှိတဲ့အကြမ်းဖက်လုပ်ရဲ့အမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ CRPH ကအစိုးရနာရှင်စနစ်ခြုံငင်းရေးအပါအဝင်အကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံအဖွဲ့များကမြန်မာပြည်သူများပေါ်ရွေကျဲရှိရှိကျူးလွန်ထားသောဆေးရဆွေးမှုများအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေးအတွက်မြို့သားညီညွတ်ရေးအစိုးရအပါအဝင်နိုင်ငံတကာလွှတ်တော်များအစိုးရများအဖွဲ့အစည်းများပြည်တွင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတော်လှန်ရေးမှဘုံရီမှန်းချက်ပန်းနိုင်တူညီသောအဖွဲ့အစည်းများနဲ့အတူတကွလက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိရလို့အသိပေးထားပါတယ်လာမယ့်ဇွန်လ၂ရက်နေ့မှ၃ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ ကျင်းပပြုလုပ်မယ့်၁၁၃ချိန်မြောက်2025 International Labor Conference ILC မှာအကြံဖတ်ဆက်ကောင်စီရာ International Labour Organization ILO Article 33အရထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေးအတွက်မိမိတို့အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရလုံထမားဝင်ကြီးဌာနအပါအဝင်သက်ဆိုင်ရာဝင်ကြီးဌာနတွေအဖွဲ့အစည်းတွေနဲ့ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။လက်ရှိတော်လှန်ရေးကာလမှာဒါမကပဲအသွင်ကူးပြောင်းရေးကာလနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်တည်ဆောက်ရေးကာလတွေမှာအလွှာအသီးသီးရှိလှုပ်သားပြည်သူများရဲ့အင်အားကနိုင်ငံတော်အတွက်တန်ဖိုးကြီးမားသောအင်အားတစ်ရပ်ဖြစ်တယ်လို့ဆိုပါရယ်ခေတ်ဆက်ဆက်ဒေါ်လာရေးခရီးလမ်းမှာပြည်ရင်းပြည်ပရှိအလုံသမားတို့ကြီးရဲ့ပူပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့တမိုင်းမှတ်တမ်းတွေကို CRPH အနေနဲ့အစိအမြဲဂုဏ်ယူလေးစားတယ်ဆိုတာနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အသစ်မှာနိုင်ငံတကာသဘောတူစာချုပ်တွေစံညွှန်းတွေနဲ့အညီ လောက်သားပြည့်သူဒန်းတူညီမျှမှုရရှိရေးလူနေမှုဘဝများပုံမတိုးတက်အောင်မြင်နိုင်ရဲ့အတွက်အဓိကထားအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းတဝန်လောမှာဖော်ပြထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့တရားမျှတသောလူဖွဲ့စည်းတစ်ခုကိုကျိုးပန်းတည်ဆောက်မှုမှာတိုင်းသားပြည်သူတရက်လုံးနဲ့တသားတဲ့အတူရှိနေမှာဖြစ်တယ်လို့အရာရေးသမဏတူကလည်းရှိလာပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ တရားမျှတသောလူ့အဖွဲ့အစည်းတစ်ခုကိုကြိုးပမ်းတည်ဆောက်မှုမှာတိုင်းသားပြည်သူတည်ရလုံးနဲ့တသားတဲ့အတူရှိနေမှာ ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတလူ့အလက်ရှိလာကပြောကြားလိုက်ပါတယ်။ဒီကနေ့ကြာရောက်တဲ့ကမ္ဘာအလုံသမားနေ့မေဒင်းအလုံသမားလူထုထံကိုပေးပို့တဲ့တဝန်တော်မှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။တမိုင်းတလျှောက်အလုံသမားများရဲ့ လူမှုတရားမျှတရေးနဲ့ဒီမိုကရေစီရေးအားထုတ်မှုများကိုလေးစားဂုဏ်ပြုပါကြောင်းနဲ့တရားမျှတသောလူအဖွဲ့အစည်းတစ်ခုကိုကြိုးပမ်းတည်ဆောက်မှုမှာမိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တိုင်းသားပြည်သူတရားလုံးနဲ့တသားတဲ့အသူရှိမှာဖြစ်တယ်လို့ယာယီသမ္မတတော်လည်းရှိလာကပြောကြားလိုက်တာပါကြပြေလုံသမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရအလုံရှင်အလုံသမားကိုယ်စားလှယ်များပါဝင်သောသုံးဖွင့်ဆိုင်အဖွဲ့ကစုံစမ်းစစ်ဆေးရေးကော်မရှင် COIR ရဲ့လုပ်ငန်းများမှာတက်ကြွစွာပူးပေါင်းပါဝင်ခဲ့ပြီး အကြံဖတ်ဆေအိုဆိုဟာ ILO Constitution Article 33နဲ့ထိရောက်ပြင်းထန်စွာအပြစ်ပေးအရေးယူရင်းနဲ့မြို့သားညီညွတ်ရေးအစိုးရအားမြန်မာနိုင်ငံရဲ့တရားဝင်ပြည်သူအစိုးရအဖြစ် ILO ရန်နေရာမှာတဆင့်စတဲ့အတိမတ်ပြုမှုရရှိရေးတို့ကိုကြိုးပမ်းဆောင်ရွက်လျက်ရှိရာထိုက်တဲ့နဲ့အောင်မြင်မှုများရရှိနေပြီဖြစ်တယ်လို့လည်းယာယီသမရကတဝန်လာမှာအသိပေးလိုက်ပါတယ်။အခုလိုအောင်မြင်မှုတွေရရှိစေရတဲ့အတွက်မြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစုနဲ့နိုင်ငံတကာအလို့သမားရေးရာအဖွဲ့အစည်းများ ြည်ရင်းပြည်ပရှိမြမအလုသမားများရဲ့တွက်ကြစွာပူပေါင်းပါဝင်မှုကိုလေးနက်စွာအတိမတ်ပြုတယ်လို့လည်းဖော်ပြထားပါဗျာ။အကြမ်းဖက်စစ်တပ်ရဲ့အာဏာသိမ်းရန်ကြိုးပမ်းမှုကြောင့်ချွတ်ချုံကျနေတဲ့နိုင်ငံရဲ့စီးပွားရေးကအာရမစစ်သားစုဆောင်းမှုနဲ့အတူလုပ်ငန်းခွင်စွန့်ခွာထွက်ပြေးရမှုတွေစစ်မှုထမ်းကာလလောက်ခလာစာကိုအလုရှင်ကပေးချေရမယ်ဆိုတဲ့မတရားဥပဒေပြဋ္ဌာန်းပြီးအလုရှင်များပေါ်ဖိနှိပ်နေတာနဲ့သခိုင်းငလျင်ကြီးရဲ့တဘာဝဘေးတွေကြောင့် အဆိုးရွားဆုံးကိုရရှိနေပြီလို့လည်းယာယီသမရကပြောပါတယ်။ဒီအခြေအနေတွေမှာအလုပ်သမားတွေနဲ့သူတို့ကိုမိခုံနေရတဲ့မိသားစုတွေအပေါ်ကြာရောက်နေတဲ့လူမှုစီးပွားထိခိုက်မှုတွေပေါ်စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါရယ်မြမနွေဦးဒေါ်လာရင်အမြန်ဆုံးအောင်မြင်ပြီးဆုံးရန်ပြည်ရင်းပြည်ပရှိမြမအလုံသမားများအပါအဝင်တိုင်းနာပြည်သူတရလုံးတက်နိုင်တဲ့နီလန်မျိုးစုံဖြင့်ဆက်လက်တိုက်ပွဲဝင်ကြရန်အတွက်လည်းအလေးနက်တိုက်တွန်းထားပါရယ် ဒါအပြင်ကမ္ဘာကူလာသမဂ္ဂ UN နဲ့ PP ဆိုင်ရာအလုံသမားရေးရာအဖွဲ့ ILO အပါအဝင်နိုင်ငံတကာအလုံသမားရေးရာအဖွဲ့အစည်းများအခြေခံလူ့အခွင့်အရေးနဲ့အလုံသမားအခွင့်အရေးအလေးထားတဲ့နိုင်ငံတကာအစိုးရများအနေနဲ့လည်းလက်တွေ့ဆန်သောပံ့ပိုးကူညီမှုများပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပေးစေလိုတယ်ဆိုပြီးတော့လည်းယာယီသမ္မတကတိုက်တွန်းပြောကြားထားပါတယ်။ ယခုနှစ်မေတည်းအတွက်ကျွေးကြော်တန်ဆောင်ဖို့ဖြစ်တဲ့လူမှုတရားမျှတရေးနဲ့ဂုဏ်သိက္ခာရှိသောအလို့အကိုင်း Social Justice and Decent World ဆိုတဲ့လိုမျိုးအကြံဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေအတွက်တရားမျှတမှုပြန်လည်ဖော်ဆောင်ရေးနဲ့တင့်တော်ကောင်းမွန်တဲ့လုပ်ငန်းခွင်တွေမှာဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့လည်းတော်ဝင်လာမှာဖော်ပြထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အဂျပန်ဆဲအိုစုကို International Labor Organization ILO Article 33အရထိရောက်စွာအရေးယူနိုင်ရတဲ့ CRPH နဲ့အလုံသမားဝင်ကြီးဌာနတို့ဆွေးနွေးခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အဂျပန်ဆဲအိုစုကို International Labor Organization ILO Article 33အရထိရောက်စွာအရေးယူနိုင်ရတဲ့ပြောင်းစွလွတ်တော်ကိုစားပြုကော်မတီ CRPH ရဲ့အလုံသမားရေးရာကော်မတီနိုင်ငံတကာဆက်ဆံရေးကော်မတီနဲ့မြို့သားညီညွတ်ရေးအစိုးရအလုံသမားဝင်ကြီးဌာနတို့ကြား ဧပြီ30ရက်ညနေ3နာရီမှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဂျွန်လမှာ133ချိန်မြောက် International Labor Conference IRC ကိုပြုလုပ်မှာဖြစ်တဲ့အတွက်အဲ့ဒီ conference မှာအကြံဖတ်ဆွေးအုပ်စုကို International Labor Organization ILO Article 33ဖြင့် PP ဆိုင်ရာအလုပ်သမားအဖွဲ့ကထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေးမြို့သားညီညွတ်ရေးအစိုးရဥဆောင်တဲ့၃ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ရာ ILO မှာအတိမတ်ပြုရေးကိစ္စများနဲ့ဆက်လင်းပြီး CRPH ရာ ကော်မတီဝင်တွေကမေးမြန်းဆွေးနွေးခဲ့ကြပါတယ်။လူ့သမားဝင်ကြီးဌာနကကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုကိစ္စရပ်များနဲ့ရှေ့ဆက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်များကိုပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင်လွှတ်တော်တဲ့ဝင်ကြီးဌာနတို့အနေနဲ့ရှေ့ဆက်ပူးပေါင်းလှုပ်ဆောင်သွားမဲ့လုပ်ငန်းစဉ်များကိုဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။အစည်းအဝေးကိုအလို့သမားရေးရာကော်မတီဥက္ကဋ္ဌအတွင်းရေးမှုနဲ့အဖွဲ့ဝင်များနိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှုနဲ့အဖွဲ့ဝင်များမြို့သားညီညွတ်ရေးအစိုးရအလို့သမားဝင်ကြီးဌာနဒုတိယဝင်ကြီးနဲ့ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြရလို့ CRPH ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အလောင်းလုံးမြို့နယ်အတွင်းပြည်သူတွေကိုအနိုင်ကျင့်နေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့လက်ပါစစ်ပြူစောထီတွေကိုတိုက်ခိုက်ရာအကြမ်းဖက်တပ်သား၃ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။တရင်သားတိုင်းလောင်းလုံးမြို့နယ်အတွင်းကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီလက်ပါစစ်ပြူစောထီခေါင်းဆောင် မင်းသိန်းကားကိုဧပြီ28ရက်မွန်လွဲ2နာရီမှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတရက်တစ်ဖက်ပြစ်ခတ်တိုက်ခိုက်ခဲ့လို့အလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ထံမှသိရပါဗျာ။ ပြစ်ခတ်ခံရမှုကြောင့်ကားမှလုံးဝပျက်စီးသွားခဲ့ပြီးကားနဲ့အတူလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့လက်ပါစိပြူစောတိ၃ဦးတင်ဆုံးခဲ့ပြီးနှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တဲ့အပြင်ရုပ်ပြက်ဆင်းပြက်အထိနာသွားခဲ့တယ်လို့ဆိုပါရယ်အကြမ်းဖက်စစ်ကောင်စီလက်ပါစိပြူစောတိကောင်းဆောင်မင်းသိန်းတဲ့အဖွဲ့ကလောင်းလုံးမျိုးပေါ်ရှိပြည်သူတွေကိုဖမ်းဆီးပြီးငွေကြေးနဲ့ပြန်ပေးဆွဲခြင်းစစ်မှုထမ်းစုဆောင်ခြင်းအာရမပေါ်တာဆွဲခြင်းဓမြတိုက်ချင်းနဲ့ဒုစရိုက်မျိုးစုံကိုကျူးလွန်ခဲ့တဲ့အကြက်ဖက်အဖွဲ့ဖြစ်တယ်လို့ဖော်ပြထားပါဗျ အဆိုပါတိုက်ခိုက်မှုကိုလောင်လုံးမြို့နယ်ပါကာဖအပါဝင်ဖယ်ရယ်ဒူဝင်ကျဲတပ်ဖွဲ့နဲ့ဒေါနာတက်ခွဲခွန်စတဲ့ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ငဖဲမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာရန်သူ၉ဦးသေဆုံးပြီးလက်နက်၉လက်သိမ်းဆည်းရမိခဲ့တဲ့တင်ပေဖြစ်ပါတယ်ရှင်။ မကွေးတိုင်းငဖဲမြို့နယ်မှာလုံခြုံရေးယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာရန်သူတပ်သား၉ဦးပွဲချင်းပြီးတေဆုံးခဲ့တာလက်နက်ငယ်၉လက်သိမ်းဆည်းရမိခဲ့တယ်လို့ချင်းကာကွယ်ရေးတပ်အရှုကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။ငဖဲမြို့နယ်ဗစီရွာတပ်စခန်းကလုံခြုံရေးယူဖို့ထွက်လာတဲ့အင်အား၂၀ပါရန်သူစစ်ကြောင်းကိုဧပြီ၃၀ရက်မနက်၈နာရီအချိန်မှာဖျက်တောက်တိုက်ခိုက်ခဲ့တာပါ။ဗစီရွာတပ်စခန်းမှာရန်သူစစ်တပ်နဲ့နေရီကန်လေချောင်းကာကွယ်ရေးစခန်းရဲ့ ကကင်းစကန်ဖြစ်ပါတယ်။လက်ရေကန်စကန်မကြရဲ့အတွက်ဗက်စီရွာဖုံးကြီးကျောင်းမှာတက်ဆွဲနေတဲ့ရန်သူကပါဆ73ကတပ်သားတွေဟာကားလန်းလုံခြုံရေးလာရောက်ယူစဉ်တော်လိုင်းရေးတပ်တွေကအခုလိုတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်ဆက်သား၉ဦးပွဲချင်းပြီးတေဆုံးကထိခိုက်ဒဏ်ရာရတပ်သားတွေလည်းရှိခဲ့ရာ MA အမျိုးအစားတနက်ကိုလည်းကြီပောက်တွေနဲ့ခရိုင်ချုပ်တင်းစီရရှိခဲ့ပါတယ်။အကြမ်းဖက်ဆက်ကောင်စီရဲ့တပ်မ69 ကပစ2030စက်လေးတို့ကအင်အား130ခန်းရှိတဲ့ရန်သူတပ်သားတွေဟာလက်ရှိအချိန်ထိဗစီဖုံးကြီးကျောင်းမှာတက်ဆွဲနေပြီးပြည်သူနေအိမ်တွေကပစ္စည်းတွေကိုခိုးယူရောင်းချနေရလို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စကိုင်းတက္ကသိုလ်နဲ့ စကိုင်းကန်တလုံခိမ့်မှာထိုင်ချတက်ဆွဲပြီးပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်အကြမ်းဖက်စစ်ကောင်စီတပ်သားစေဦးထက်မင်းနဲ့တေဆုံးခဲ့တဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်ရှိစကိုင်းတက္ကသိုလ်အတွင်းနဲ့စကိုင်းကန်တလူတိုးဂိတ်တွေမှာအထိုင်ချတက်ဆွဲပြီးပြည်သူတွေကိုဖမ်းဆီးငွေညှစ်နေတဲ့အကြမ်းဖက်စစ်တပ်ကိုအီဘရနာဆတ်ကိုရဲ့ညနေ9:20မိနစ်မှာတော်လိုင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ လင်းယုံညီနောင်ပျောက်ကြားတက်ဖွဲ့တာဝန်ရှိသူတို့က PPTV ကိုပြောပါတယ်။စကိုင်းတက္ကသိုလ်မှာတက်ဆွဲပြီးပြည်သူလူထုရဲ့ကားတွေ၊ဆိုင်ကယ်တွေအတင်းအဓမ္မဖမ်းဆီးငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့စကိုင်းကန်တလူတိုးကိတ်မှာတက်ဆွဲထားပြီးပြည်သူလူထုအပေါ်ကိုအမျိုးမျိုးရုံမှငွေညှစ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုကျွန်တော်တို့နဲ့မဟာမိတ်အဖွဲ့ကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာပြလို့လင်းယုံညီနောင်ပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။ စကိုင်းတက္ကသိုလ်မှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကတနည်းဝင်းကျင်ကြာမြင့်နေပြီဖြစ်တယ်ဆိုတာနဲ့ကန်တလူတိုးဂိတ်မှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကနှစ်နှစ်ကျော်သုံးနှစ်ဝင်းကျင်ရှိပြီဖြစ်တယ်လို့လည်းသိရပါဗျ။စကိုင်းတက္ကသိုလ်မှာကြာတော့ဂိတ်မှာခွေးတွေကထမင်းချက်နေကြတာကျွန်တော်တို့စပစ်တဲ့40မမကသူတို့အထဲကိုတက်တက်ကြပြီးကွဲတာလို့လင်းအောင်ညီနောင်ပျောက်ကြားတက်ဖွဲ့တာဝန်ရှိသူကပြောပါဗျ။ စကိုင်းတက္ကသိုလ်မှာရှိတဲ့အကျန်းဖက်စစ်တပ်ဂိတ်ကို40မမနဲ့စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီးအဲဒီနောက်တနတ်တွေနဲ့ဝါမီပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ပြောပါရယ်ကန်တလူတိုးဂိတ်ကခွေးခိတ်ကိုကြမိုင်းခွဲပြီးတော့ဘက်တရီဆောက်ဖွင့်တာအဲဒီနောက်မှာမှဂန်းငယ်တွေနဲ့ထပ်ပြီးဝိုင်းပစ်ကြတာဒီမှာကကြမိုင်းခွဲပြီးပြီးချင်းမှာခွေးသုံးကောင်ကမြေပြင်ပေါ်ကိုကာယာကြီးမှောက်သွားတာစကိုင်းတက္ကသိုလ်ခိတ်ကိုပစ်တာကခွေးဆယ်ကောင်ထပ်မနေသေးပြီးကန်တလူခိတ်ကတော့ တင်စင်းအတိအကျမသိရဘူးဗျာလို့လေးယုံညင်အောင်ပြောက် जा တက်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အကြံဖက်စစ်တပ်ကတေဆုံအလောင်းတွေနဲ့ဒဏ်ရာရအကြံဖက်တပ်သားတွေကိုတယ်ဆောင်နေခြင်းအတွင်းပဝင်းကျင်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့9မိနစ်ခန့်ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ပြည်သူတွေရဲ့လေယာဉ်မြေတွေအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးမိလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုနေရုံညင်အောင်ပျောက်ကြားတက်ဖွဲ့ဇကိုင်းနဲ့ဇကိုင်း PDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော်လိုင်းရဲဘော်တွေအထိကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ဖြတ်ချီမုံရင်လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရင်းမပင်မျိုးနယ်မှာနောက်ပြန်မလဲကြီးဒီဒေါ်လာရင်းတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရင်ဆန္ဒပြတပိတ်ကိုပြုတ်လုခဲ့ကြပါဗျာ။ ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲခြေတီဒေါ်လာရဲ့တပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆောင်ရေးဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမာပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လံပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဘိတ်ဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆောင်ရေးဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျွရမြန်တပိတ်ကအစံဖက်ဆက်တဲ့ကြာဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျွရမြန်တပိတ်ဆိုတဲ့စာသားကိုကန်ဆယ်ပြီးအစံဖက်ဆက်တဲ့ကြာဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ယေရှုတင်ပါတယ်ရှင်။